ခရစ်ပတိုဝယ်ဖို့အကောင်းဆုံးချိန်ကပဲတော့လေခရစ်ပတိုအခုဝယ်သင့်လားဆိုတာလူမေးအရန်များတဲ့မေးခွန်းတစ်ခုပါဒီမေးခွန်းကိုလူတရာမှာ99ယောက်ကမေးနေပြီဆိုရင်မဝယ်သင့်တော့ပါဘူး Bitcoin ဒေါ်လာ3000စီတက်သွားတော့လူတိုင်းဝယ်ချင်းချပါပြီပြီးတော့ဒေါ်လာ9000လောက်ထိပြန်ချသွားတော့ cryptocurrency လောကပြိုလဲသွားပြီးထင်ပြီးတော့ထုတ်ရောင်းကြတယ်ဒီလိုနဲ့ဈေးပြန်တက်တဲ့အခါနောက်နိုင်ရပြီးတော့မုံလုံးစက်ခုတ်ဖက်အောင်ပြန်ဝယ်ပါလေရော ဒီလိုပြဿနာမဖြစ်အောင်ဒီနေ့မှ crypto web ပို့အကောင်းဆုံးအချိန်ကိုဘယ်လိုသိနိုင်မလဲဆိုတော့ခက်တူတူလေးနဲ့လုံးဝနားလည်လွယ်အောင်ပြပြပေးတော့မှာဖြစ်ပါတယ်။ crypto ဈေးကအမြဲတမ်းတည်နေတာမဟုတ်ပါဘူး။တစ်ခါတလေမှတဖြည်းဖြည်းတက်တက်တယ်။တစ်ခါတလေမှတော့တစ်ချက်သေးကိုပြိုကျတတ်ပါတယ်။ဒုတိယလာရင်တန်ဖိုးတက်တယ်။လူတွေရှော့ရောင်းကြတာနဲ့ဈေးကြတယ်။ ထုံးစံဒါလူတိုင်းဝယ်ချင်လာတဲ့အချိန်ကအမြင့်ဆုံးရောက်နေတဲ့အချိန်ဖြစ်ပါတယ်။လူတွေကြောက်ပြီးတော့ crypto သိပြီးလို့ထင်တဲ့အချိန်မှာပဲနောက်ထပ် boom market ရောက်လာနိုင်ပါတယ်။ boom market တဲ့ bear market ကိုသိချာနားလည်ရပါမယ်။ crypto မှာ bull market ဈေးတက်နဲ့ bear market ဈေးကျဆိုပြီးတော့အဓိက market နှစ်မျိုးရှိပါတယ်။ bull market မှာကတော့ဈေးတွေတက်လို့လူတိုင်းဝယ်ချင်ကြပါတယ်။တတင်းတွေမှာတော့ crypto ဈေးတက်တဲ့အကြောင်းကိုအလူအယက်ပြောကြပါတယ်။ ဘဲမော့ကက်မှာကတော့လူတိုင်းကြောက်ပြီးရရှောင်းထုတ်ကုန်ကြတဲ့ခရစ်ပတိုကအဖက်စင်မရတော့သလိုကိုပြောချပြန်ပါတယ်။တကယ်တော့ဘဲမော့ကက်မှာဝယ်ထားတဲ့သူတွေကပဲဘူးမော့ကက်ရောက်တဲ့အခါအရန်ပူမြက်တာပါ။ရှော့စင်းနဲ့ဈေးဝယ်ထားတယ်လို့ပေါ့နောက်တစ်ခုကတော့ဒီစီအင်းဤတုံတာပါခရစ်ပတိုဈေးကတည့်ရထွဲကို10% 20%ပြောင်းနိုင်တဲ့ marketing တို့တစ်ချက်တည်းဝယ်တာကအရှမ်းအန်တီရများပါတယ် DCA dollar cost averaging ဆိုတဲ့နည်းလမ်းကိုသုံးဖို့လိုပါတယ် ဒီစီဆိုတာတခါရဲအကုန်ဝဲမနေဘဲနဲ့ဖဲ့ဖဲ့ပြီးဝဲနေပါဥပမာပစ်ကွန်ကိုတခါရဲဒေါ်လာ1000ဖူးဝယ်မဲ့အစားတပတ်ကိုဒေါ်လာ900ဒေါ်လာ900ဆိုပြီးဝယ်တော့တာပါပို့ပြီးလုံးချုံပါတယ်နောက်တစ်ခုတတိထားရမှာက market cycle အကြောင်းပါ crypto market ကလည်းရာသီဥတုလေးပါလို့ပဲဒီနည်းတဲ့တန်တီးက market cycle ၄မျိုးရှိပါတယ်နံပါတ်၁ကတော့ accumulation phase ပါ ဈေးနှိမ့်နေတဲ့ချိန်၊ညွေကြောင့်လည်းအချိန်၊ TCA ဝယ်ဖို့အကောင်းဆုံးဖြစ်ပါတယ်။ဥပမာဆိုလာနာ15ဒေါ်လာအောက်ရောက်သွားတဲ့အချိန်မှာလူပိုင်းကကြောက်ပြီးတော့ထုတ်ရောင်းနေကြပါပြီ။ဒါကို accumulation အစင်းလို့ခေါ်ပါတယ်။နံပါတ်2အစင်းကတော့ expansion phase ပါ။ဈေးနှင်းနဲ့တဖြည်းဖြည်းတိုးလာတဲ့အချိန်ပေါ့။စုလာနာဒေါ်လာ20ကနေဒေါ်လာ30 40ပြန်ပြစ်လာတဲ့အခါမှာသူတွေကသူတို့နည်းနည်းပြန်ပြီးတော့ယုံကြည်လာကြပါပြီ။နံပါတ်3အဆင့်ကတော့ distribution phrase လူတိုင်းဝင်နေတဲ့အချိန်ဒါကသတိထားဖို့လိုပါတယ်။2025မှာဆိုလာနာကဒေါ်လာ300နီးနီးကိုပြတ်တက်လာပါတယ်။အဲ့ဒီအချိန်ဒါမှလူတွေကဆိုလာနာဈေးတက်နေတဲ့ဟိတ်ဆိုပြီးတော့လိုက်ဝစ်ကြတယ်။အခု130တန်းကိုပြန်ချသွားပါပြီ။နံပါတ်၄အဆင့်ကတော့ recession phrase ဈေးကျပြီးတော့ bear market ရောက်လာတဲ့အချိန်မှာ DCA ပြောင်းဝယ်ရမယ့်အချိန်ပဲဖြစ်ပါတယ်။ crypto web accumulation phrase နဲ့ recession phrase မှာဝယ်ရင်ပိုပြီးတော့အဆင်ပြေပါတယ်။ expansion phrase မှာလည်းဝယ်လို့ရတယ်ဆိုပေမဲ့လည်း description phrase မှာဝယ်တာကအဒီရင်များပါတယ်။သူတို့နဲ့လူရင်းပြန်ကြောရရင်လူတွေကြောက်နေတဲ့အချိန်ဝယ်ပါ။လူတွေလောဘကြီးနေတဲ့အချိန်ဆိုထုတ်ရမှာ။ဒါကူတာနားလေတယ်ဆိုလို့ရှိရင် crypto မှာယင်းနှိမ့်နှံဖို့ခြေတလန်းတာနေမှာဖြစ်ပါတယ်။ cryptocurrency လောကဘာစီအတက်ကြမြန်ပါတယ်။ crypto မိတ်ဖက်ကယင်းနှိမ့်နှံဖို့ financial advice လောကမပေးပါဘူး။ယင်းနှိမ့်နှံမှုဘလော့ခင်မှာကိုယ်ရဲ့ data လေးလာပြီးပါပဲ။စောပြတ်ချက်တွေကိုချတဲ့မှာတယ်။ crypto trading စားလို့ဘူးအတွက် trading account မရှိသေးဘူးဆိုရင်တော့ Binance မှာ crypto maker foreign သုံးတဲ့ account ဖွင့်ထားလို့ရပါတယ်ဒီလိုဖွင့်ထားရဆိုလို့ရှိရင် trading fee strictly percent discount နဲ့ crypto maker campaign တွေက reward တွေကိုရနိုင်ပါတယ်အကယ်၍ကိုက Binance account ကို discount သုံးပြီးတော့မဖွင့်ခဲ့မိဘူးဆိုရင်ဘယ်လိုမျိုးပြန်လို့လုပ်ရလဲဆိုတော့ crypto maker Telegram channel တွေမှာတင်မိထားဖြစ်လို့သွားကြည့်လို့ရပါတယ်ဒီနေ့ video လေးကတော့တင်တော့ပါပဲ crypto maker အားလုံးရဲ့ video မှာပြန်လည်ကြပါ့